တောင်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ Grade 7တင်ကြားတင်ယူသမ ्या ကိုမျှဝေတင်ကြားပေးပါမယ်ဆရာရဲ့မျှဝေတင်ကြားမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်သားပေးပါဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကဆရာတို့ကတင်ကြားနှစ်တင်ကြားတရဲ့ဆရာတို့အခန်းနှစ်ကပေါ့နော်ဆရာတို့လေ့ကျင့်ခန်းနံပါတ်၄ရောက်ပြီပေါ့နော်အဲ့တော့ဆရာတို့ကအဲ၃ရက်ဆရာတို့ပရမတ်သင်ခန်းစာမှာတွေ့ခဲ့ပြီးသားပြီး ဆရာဒီနေ့လေ့လာရမှာကလေ့ကျင့်ခန်းထဲကနံပါတ်၄ပေါ့เนาะအဲ့တော့ဆရာတို့ကအကြီးဆုံးပုံစံကွဲကိန်းနဲ့ဆက်ရှိရှိတဲ့ဆရာတို့ကဂိမ်းနှလုံးကိုရှာပါတယ်။ဟောဒီမှာဆရာတို့ကအကြီးဆုံးပုံစံကွဲကိန်းကိုမေးတာပေးထားတာဖြစ်တယ်။အကြီးဆုံးပုံစံကွဲကိန်းဆိုတော့ဆရာတို့က GCN Greater Common Factor ပေးထားတာ။ Greater Common Factor ကဘယ်လောက်လဲဆိုရင်တော့18ဆက်ရှိအဖြေက18ရနေပြီးသား။ဂိမ်းနှလုံးကိုရှာပါဆိုတော့သူကပြောင်းပြန်မေးတာ ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဘလို့ပြောင်းပြန်မေးထားတာလေဒီကအဲ့တော့ဆရာတို့ကဂိမ်းနှလုံးအဲ့ဒီဂိမ်းနှလုံးကိုမေးထားတာမသိဘူးဆရာတို့ကဟုတ်ပြီနော်အဲ့တော့ဆရာတို့ကဘောက်ကလေးနဲ့စဉ်းစားလိုက်အဲ့ဒီဂိမ်းနှလုံးကိုလေဆရာတို့က greater common factor GCM ရှာလိုက်မယ်ဆိုရင်ဟုတ်ပြီနော်ဆရာတို့ကဘလောက်ရရမှာလဲဆိုတော့ဆက်ရှိရတယ်တဲ့သူကဟောဒီအဖြေကိုပေးထားတာအဖြေကိုပေးထားပြီးတော့ဒီကောင်လေးကိုမေးထားတာအဲ့ဒီဂိမ်းနှလုံးကပါလေတဲ့ဆက်ရှိရတဲ့ဂိမ်းနှလုံးကပါလေလို့မေးထားတာဒါဆိုဆရာတို့ကအဖြေကနေပြန်စဉ်းစားရမှာပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့က ဆက်ရှင်းရတဲ့ gain နှလုံးကဘာဖြစ်မလဲဒါဆိုရင်ဆရာတို့က GCF ကို GCF ဆိုတာဘယ်လိုရှာရတာလဲပြန်စဉ်းစားကြည့်ရင် greater common factor ဆိုတာဆရာတို့ကဘုံတူတာတွေယူရတယ်ဟုတ်ပြီเนาะအဲ့တော့ဘုံတူတာတွေယူရမယ်ဘုံတူရင်ထန်းညွန်ငယ်ရယူရမယ်အဲ့တော့ဆရာတို့နှစ်ခုစလုံးမှာဘုံဖြစ်တာဘုံတူတာဖြစ်ဖို့အတွက်အဖြေကနေပြန်စဉ်းစားရမယ်ဆိုရင်ဆရာတို့အတူပေးထားတဲ့ session ဆိုတာဆရာတို့ကစာကွဲကိန်းဘယ်လောက်လဲစဉ်းစားကြည့်အောင်အဲ့တော့ဆရာတို့က session ဆိုတာ2 9 session ရှိမယ်အဲ့တော့9ကိုထပ်ခွဲရင်3 3 9ဆိုတော့ဘာဖြစ်မလဲ 2 multiply 3 multiply 3ပေါ့ဟုတ်နော်အဲ့တော့ tagging လေးနဲ့စဉ်းစားရင်ကျတော့က2 multiply 3 square ပေါ့ဒါဒီအဖြေဖြစ်တယ်ဒီအဖြေရအောင်ဆရာတော်ကစာကွက်ကိန်းဒီကောင်ရအောင်စဉ်းစားရအောင်ဟုတ်ပြီနော်အဲ့တော့ greater common factor ဒီဖြေရမှဆရာတော်ကဂိတ်နှလုံးကိုစဉ်းစားလို့ရပါဒါဒီ18ကိုစဉ်းစားဆက်ရှိကိုနောက်ထပ်တစ်ခါဆရာတော်စဉ်းစားကြည့်ရင်36 28လို့ရှိအဲ့တော့36 28ဆိုတော့သူလည်းပဲအတိုင်းပဲ3 multiply နှစ်သုံးနေ6ဆိုတော့2 multiply 3သူလည်းပဲဆရာတို့ထပ်ကိန်းလေးနဲ့ရေးလိုက်ရင်2 multiply 3 square ဖြေကတူတူပဲအဲ့တော့ဆရာတို့အခုစဉ်းစားရမှာဒီ2 multiply 3 square ရအောင်စဉ်းစားရမှာဟုတ်ပြီနော်ဒါဆိုရင်ဟောဒီဆရာတို့ဂိန်းနှလုံးမှာစာကွဲဂိန်းခွဲလိုက်ရင်ဘာနဲ့ဘာနဲ့ပါရမလဲ2 multiply 3 square အဖြေရအောင်စဉ်းစားရမှာ ဟုတ်ပြီနော်ဒါဆိုဆရာတို့ကလေလေလေးစာခွဲကိန်းကဒီကောင်18ကိုစာခွဲကိန်းကရင်2 multiply 3 square ရအောင်ရှာခိုင်းတာဖြစ်တဲ့ဒါဆိုရင်ဆရာတို့စာခွဲကိန်းခွဲရမယ့်ကိန်းတွေဒီ18ရဲ့စာတိုကိန်းနေနဲ့ဆရာတို့စဉ်းစားလိုက်ရင်ရပြီပေါ့ဟုတ်ပြီနော်ဒါကြောင့်မလို့ဆရာတို့က18 18ရဲ့စာတိုကိန်းနေစဉ်းစားလိုက်မယ်18 delete 18 18 delete 18 delete ဘာဖြစ်သွားမလဲ36ဘာ18အဒီနာမဆရာတို့ multiply နေနဲ့ရေးလိုက်ပေါ့နော် တော့စဉ်းစားနည်းလေးမှတ်မိသွားအောင်ဆရာတော်က session နဲ့နတ်လီစဉ်းစားလိုက်ပြီးသွားရင်ဆရာတော်က session တောင်းလီစဉ်းစားလိုက်မယ်ပြီးသွားရင် session လေးလီစဉ်းစားလိုက်မယ်ပြီးသွားရင် session ငါးလီတော့စာတိုကိန်းစသဖြင့်အောက်မှာဘလ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 ာဟုတ်ပြီနော်အဲ့ဒါဆိုဆရာတော်က session နဲ့လီ36 54 54 ဒါဆိုဒီမှာကဆရာတော်က60နဲ့နဲ့90ဟောပြီနော်ဒါဆိုဆရာတော်ကတရားမှာဗလာဗလာဗလာအများကြီးဖြစ်နိုင်တယ်တိုက်တဲ့ gain တွေဖြစ်နိုင်ဟောပြီနော်ဒါဆိုဆရာတော်က 16S လို gain တွေဒီဆရာတော်ဘာနဲ့ဘာနဲ့လဲ36နဲ့54ပထမဆုံးအရင်ဆုံးဘာဖြစ်လိုက်မလဲအဖြေစဉ်းစားကြည့်လိုက်မယ်ဒါဆိုဆရာတော်က36ကဲ54ရဲ့ဒီဆရာတော်ကသူတို့ gain နှစ်ခုကိုပါရှာလိုက်မယ် greater common factor ရှားလိုက်မယ်၁၈ရတယ်ဆိုရင်အဲ့ဒီနှစ်ခုပါအဖြစ်ပေါ့တကယ်လို့မဟုတ်ဘူးဆိုရင်တခြားကိန်း60နဲ့တခါရှားကြီး90နဲ့တခါရှားကြီးပေါ့ကိန်းနှလုံးတွေရှားကြီးသွားကြိုက်တဲ့ကိန်းတွေဖြစ်နိုင်တယ်ဒီဖြေရတယ်ဆိုရင်ကျတော့အမှန်တယ်ကြိုက်တဲ့ကိန်းကိုဖြေခွင့်ရှိဟုတ်ပြီနော်အဲ့တော့ဆရာကစဉ်းစားနည်းလေးစဉ်းစားပြတယ်ဒါဆိုဆရာတို့က36ကိုစဉ်းစားမယ်ဒါဆို36နဲ့ဘာနဲ့လဲ50နဲ့4နဲ့ဟုတ်ပြီဒါဆိုရင်36ကိုဆရာတို့ကစာကွဲကိန်းခွဲမယ်ကွာ ။ဆောင်းကင်းလေးနဲ့ဆုံးလေတော့နင်းနဲ့စားလိုက်မယ်။နီတလီနဲ့နက်ရှယ်လီ16 16ဆိုတော့နီကိုလီ16 9ဆိုတော့33လီ9 33လီ3ဒါဆိုဆရာတို့ကနင်းနဲ့ထပ်ကြပါရဲ့လေ3နဲ့ထပ်ကြဒါဆိုရင်2 square 3 square ရတယ်အဲ့တော့ဆရာတို့54 54ကိုလည်းဆရာတို့စာကွဲကိန်းခွဲမယ်နင်းနယ်လီ၄နက်ခွန်နယ်လီ၁၄ တောင်ကိုလီ29တောင်တောင်လီကိုတောင်တလီတောင်သူကြတော့ဘာရပါ့လဲနေ2 multiply 3 2ရပါတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကဂျီစီယမ်ရှာကြည့်အောင်ဂျီစီယမ်ရှာရင်ဘုံတူတာယူရမယ်အဲ့တော့နင်းနှစ်ထပ်နဲ့နင်းနှစ်တူတယ်ဂိမ်းအားလုံးမှာဆရာတို့ကငယ်တာယူလိုက်တော့ဘာကိုယူရမလဲဘုံတူရင် ငယ်တာယူရမှာလားကြီးတာယူရမှာလားစဉ်းစားရအောင်ဟုတ်ပြီနော်အဲ့တော့ပုံတွေ့ရင်ငယ်တာကိုယူရမယ်ဆိုတော့နေဒါဆိုရင်ဆရာတော်က GCSD do multiply ပုံတွေ့ရင်ထန်ညုံငယ်တာယူလိုက်တော့ဆရာတော်ကပါလဲ3 square 3နဲ့3နဲ့ပုံတွေ့တယ်ဟုတ်ပြီနော်ဒါဆိုရင်ပါလဲ3 square ဒါဆိုရင်ဆရာတော်လိုချင်တဲ့ပါရပြီ do multiply 3 square ဆိုတော့18ကိုတန်ရပြီဖြစ်တယ်ဒါဆိုရင်ဆရာတော်ဖြေလို့ရပြီပေါ့ဟောဒီ gain နှလုံးကို GCF ဖြာခိုင်းရင်တဲ့ ချက်ချင်းရတဲ့ဂိမ်းနှလုံးကပါလေတဲ့သူမေးတဲ့မေးခွန်းကြီးကဒီမှာဖြစ်သွားပြီလက်အဖြေထွက်သွားပြီ36နဲ့54နဲ့ဒါဆိုဂျန်နဲ့ကောင်ကရောဆက်ရှိရလားဆရာတို့စဉ်းစားကြည့်ပေါ့60နှစ်နဲ့လည်းစဉ်းစားကြည့်60နဲ့လည်းစဉ်းစားကြည့်နောက်ထပ်ဆက်ရှိရစာတို့ဂိမ်းတွေဖြစ်တဲ့အများကြီးကြိုက်တာတွေစဉ်းစားကြည့်အဲ့ဒီအဖြေရတယ်ဆိုရင်မှန်တယ်အဲ့လိုရခဲ့ပြီဆိုရင်ဂျန်နဲ့ဂျန်နဲ့ဂိမ်းတွေလည်းပဲဖြေခွင့်ရှိရယ်36 54မဟုတ်ပဲနဲ့တခြားဂိမ်းတွေလည်းဖြေလို့ရတယ်ဆိုတော့တအားဒီမျိုးနားလည်ရမယ်ဒါဆိုရင်ဆရာတို့ ဒီ CF တွေပေးထားပြီးတော့သူတို့ရဲ့ဂိမ်းနှလုံးဂိမ်းသုံးလုံးစသဖြင့်မေးလို့ရှိရင်ဘယ်လိုစဉ်းစားရလဲဆိုတာဒါတို့မျိုးနားလည်မယ်เนาะဟုတ်ပါပြီဒါဆိုဆရာတို့ကဖြေလို့ရပြီ36နဲ့50လေးအဲ့လိုမစဉ်းစားဘူးဆိုရင်တော့ကြာ36နဲ့50လေးကြီးကဘယ်ကရောက်လာလဲဘယ်လိုတန်းရှာလိုက်တာလဲဖြစ်သွားမှာပေါ့ဟုတ်ပြီเนาะဆရာတို့ကလွတ်ကြထားသလိုကြီးဖြစ်သွားလိမ့်မယ်အဲ့တော့စဉ်းစားနည်းလေးကဆရာအခုစဉ်းစားပြသလိုလေးဘာလို့ကြည့်ရမလဲစဉ်းစားကြည့်ရဟုတ်ပြီเนาะဒါကြောင့်ဆရာတို့စဉ်းစားကြည့်လိုက်တဲ့အခါမှာ36နဲ့54ဒီပါဖြစ်လဲ36နဲ့54ဒီ 18ရစီတဲ့ဂိမ်းနှလုံးဖြစ်တယ်ဒါကြောင့်ကျတော့36နဲ့54ကိုတက်တည်ထူလိုက်တယ်ဒါကြောင့်36ကိုရှာရင်လည်းပဲအဲဒီလာဒီယာရပါတယ်ပေါ့54ကိုရှာရင်လည်းပဲအဲဒီယာရပါတယ် GCM ရှာလိုက်ရင်လည်း18ရပါတယ်သူပြောတဲ့18ကိုရပါတယ်ဒါကြောင့်မလို့သားလို့ရှာလိုက်တယ်36နဲ့54ဘာဖြစ်လဲ18ရတဲ့ဂိမ်းနှလုံးဖြစ်ပါတယ်ဆိုဖြေထုတ်ပေးလိုက်ဒါကဆရာတို့ကအကြံနဲ့ပါစဉ်းစားကြည့်တာ ဒါလေးကဆရာတို့ကဆက်ရှင်းရတဲ့အကြောင်းတစ်တည်ပြလိုက်တယ်ပြီးတော့အဖြေထုတ်လိုက်တယ်ဒါဆိုရင်ဟောဒီနံပါတ်၄ပုံစံလေးနားလည်မယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့နောက်ထပ်နံပါတ်၅ကိုတွားလိုက်အောင်ပါကဲနံပါတ်၅ဒီတစ်ခါလဲလာပြန်ဟုတ်ပြီနော်အဲ့တော့ဂိမ်းနှလုံးရဲ့အကြီးဆုံးပုံစံခဲခင်းဒီတစ်ချက်ကြည့်ပြီးတော့အော်ဂိမ်းနှလုံးကိုရှားရင်တော့တစ်ချက်ကြည့်ရမယ်ဂိမ်းသုံးလုံးရဲ့အကြီးဆုံးပုံစံခဲခင်းကကြတော့တစ်ချက်ရမယ်တဲ့ဂိမ်းသုံးလုံးကိုရှားပါဒါဆိုရင်ဆရာတို့က လူရှာခိုင်းတာလေးတွေဆရာတို့ဘာလို့ရမလဲလူရှာခိုင်းတာလေးတွေဆရာတို့ရှာရမယ်အဲ့တော့သူရှာခိုင်းတာဒီဂိန်းသုံးလုံးကိုရှာခိုင်းတာဖြစ်တယ်အဲ့ဒီဂိန်းသုံးလုံးကိုသူကမေးရဲ့ဂိန်းသုံးလုံးမေးတယ်ဒါပေမဲ့အဲ့ဒီဂိန်းသုံးလုံးထဲမှာဂိန်းနှလုံးကိုဆရာတို့က GCM ရှာလိုက်ရင်တော့တဲ့အဲ့ဒီဂိန်းနှလုံးကို GCM ရှာရင်တော့ဘာလို့ရမလဲဒေထကြည့်ရမယ်ဒါသတိထားရမယ်ချစ်ပဲအဲ့သူပေးထားတဲ့ကန်တချစ်ဂိန်းနှလုံးကိုရှာရင်တော့ဒေထကြည့်ရပြီးတော့ ဂိတ်၃လုံးကိုရှာရင်တော့အဲ့ဒီ GCM ကဘာလို့ရမလဲဆိုလို့ရှိရင်တော့တစ်ဖြည့်ရမယ်တစ်ဖြည့်ရမယ်ဒါကန်တက်ချက်နှစ်ခုအဲ့ဒီကန်တက်ချက်နှစ်ခုနဲ့ဆရာတို့ကညီအောင်ရှာပြရမယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကခုနကလိုပဲစဉ်းစားကြည့်ရအောင်အဲ့တော့ဆရာတို့ဂိတ်၃လုံးရှာခိုင်းတယ်အဲ့ဒီဂိတ်၃လုံးကဘယ်လောက်ဒီမန်းမသိဘူးဒါကြောင့်ဆရာတို့က box လေးနဲ့စဉ်းစားလိုက်ဟုတ်ပြီနော်အဲ့တော့ဆရာတို့တွေဟောဒီဂိတ်၃လုံးကိုသူကရှာခိုင်းတယ်ဒီကောင်းလေးကိုရှာခိုင်းတာအဲ့ဒီဂိတ်၃လုံးကဘာဖြစ်မလဲတဲ့ဒါပေမဲ့အဲ့ဒီဂိတ်၃လုံးကဆရာတို့က G C M ရှာလို့ရှိရင် blue tick ကြီးရမယ်လေ dit tick ကြီးရမယ်ဒါကြောင့်သူ့ကို greater common filter G C M ရှာလို့ရှိရင်အဲ့ဒီအဖြေဒီပါလို့ရမယ်လေဟောဒီမသိတဲ့အဖြေဒီ dit tick ကြီးရမယ်ဒါဆိုဆရာတို့တန်းစဉ်းစားလိုက် dit tick ကြီးရမယ်ဆိုတော့ဟောဒီအဖြေနေရာမှာဘာတွေဖြစ်လို့ရလဲနှစ်ဖြစ်လို့ရတယ်သုံးဖြစ်လို့ရတယ်လေးဖြစ်လို့ရတယ်စသဖြင့် bla 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 နောက်မှတခြားဂိမ်းတွေ dit tick ကြီးရဂိမ်းတွေအများကြီးကြိုက်တာဖြစ်လို့ရတယ်လို့ဆရာတို့ကပြောတာဟောဒါဆိုဒါဆရာတို့စဉ်းစားလိုက် ဒါဆိုရင်ဆရာတို့တွေဒီဂိမ်းနှလုံးကိုပဲသူကရှာခိုင်းတာဒါဆိုရင်ဆရာတို့စဉ်းစားရမှာဒီဂိမ်းနှလုံးရှာလိုက်လို့ရှိရင်ဒီဂိမ်းလေးနဲ့ဒီဂိမ်းလေးနဲ့ရှာရင်လည်းပဲဗာရရမလဲတစ်ထစ်ကြီးရမယ်ဒီဂိမ်းလေးနဲ့ဒီဂိမ်းလေးနဲ့ရှာရင်လည်းပဲတစ်ထစ်ကြီးရမယ်နောက်တစ်ခါတော့ဒီအပေါ်ဆုံးကဂိမ်းနဲ့နောက်ဆုံးကဂိမ်းနဲ့နှလုံးကိုရှာရင်လည်းပဲဗာလို့ရမလဲတစ်ထစ်ကြီးရမယ်လို့ပြောတာဒါဆိုဆရာတို့ကဘယ်အနေစာပြီးစဉ်းစားမလဲအဖြေကနေစာပြီးစဉ်းစားရုံပဲဟုတ်ပြီเนาะဒါဆိုရင်သူတို့တွေကိုဆရာတို့ကအဖြေကနေစာပြီးစဉ်းစားမယ် ။ဒါဆိုဆရာတို့ဒီမှာစဉ်းစားရတာဒီတစ်ထစ်ကြီးရမယ်၊ဂိန်းနှလုံးကိုရှာရင်တစ်ထစ်ကြီးရမယ်ဆိုတော့ဒီမှာဆရာတို့တွေဒီ2 3 4 5 6 9 10စသဖြင့်ဆရာတို့ကဘလာဘလာဂိန်းတွေအများကြီးဖြစ်နိုင်တယ်။အဲတော့ဆရာတို့တွေနဲ့စဉ်းစားလို့ရတယ်၊၃စဉ်းစားလို့ရတယ်။ဒါဆိုရင်ဆရာတို့ကတစ်ထစ်ကြီးရဂိန်းနှစ်ကနေစစဉ်းစားလိုက်မယ်။ဒါဆိုရင်ဆရာတို့က greater common factor ရှာရင်ဘာလုပ်ရမလဲ။အဖြေဒီနှစ်ဖြစ်ရမယ်ဒါဆိုရင်ဆရာတို့ကနှစ်ဖြစ်ဖို့ဆိုရင်ဟောဒီဂိတ်နှလုံးကိုရှာရင်အဖြေဒီနှစ်ဖြစ်ဖို့ဆိုရင်နှစ်ခုစလုံးမှာဘာတူမှရမလဲ နှစ်ပုံတူမှရမယ်အဲ့ဒါမှ greater common factors တူရမှာဒါဆိုရင်ဆရာတို့ကလွယ်လွယ်လေးပဲကွာနောက်ကကိန်းဒီဆရာတို့ဒီစာကွဲကိန်းခွဲတဲ့အခါမှာဘလို့နှစ်ခုကတော့အဖြေလိုချင်လို့အဖြေဒီနှစ် greater common factor နှစ်ရချင်လို့ဆရာကနှစ်နဲ့ခွဲလိုက်နောက်ကကောင်တွေကမတူညီတာနဲ့ခွဲမှဖြစ်မယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့သုတ္တကိန်းလေးတွေနဲ့ခွဲလိုက်မယ်သူ့ကိုဆရာတို့ကဘာနဲ့ထားလိုက်မလဲဆိုတော့3 3နဲ့မြှောက်ပေးလိုက်မယ်သူ့ကိုကြတော့9နဲ့မြှောက်ပေးလိုက်ဒါဆိုရင်ဆရာတို့က1 3လीဆိုဘာဖြစ်သွားမလဲ နှစ်တောင်းလေးဆိုဒီမှာ6ဖြစ်သွားမယ်။နှစ်ငါးလေးဆို10ဖြစ်သွားမယ်။ဒါဆိုဆရာတို့ကဟောဒီကောင်ဒီကဲနှစ်ခုကို greater common factor ရှာလိုက်မယ်ဆိုရင်ဒီနှစ်ခုကို greater common factor ရှာလိုက်ရင်ဆရာတို့ကဘုံတူရာယူတော့2ကအော်တိုရပြီ2ရပြီ။ဒါဆိုသူပြောတဲ့ပေးထားချက်အတိုင်း gain နှလုံးဝင်ကြီးဆရာဆရာရင်တစ်ထစ်ကြီးရမယ်ဆိုတော့တစ်ထစ်ကြီးတဲ့ကောင်ရသွားပြီပြဿနာမရှိတော့ဘူး။ကဲနောက်နှစ်ခုဒီကောင်နဲ့ဒီကောင်နဲ့ကိုဆရာတို့ဘာလုပ်မလဲစဉ်းစားကြည့်ရအောင် ကဲဒါဆိုရင်ဒီမှာကလည်းဆရာတို့ကနှစ်ကိုကယူထားပြီးသားပြီဂိမ်းသုံးလုံးကတက်ပဲပြင်ရမယ်ဂိမ်းသုံးစလုံးဒီမှာနှစ်သွားထည့်လိုက်ရင်ဆရာတို့ဂိမ်းသုံးလုံးကနှစ်ဖြစ်သွားလိမ့်မယ်သုံးလုံးစလုံး GC ရဖြာရင်နှစ်ရလို့မရဘူးတက်ပဲပြင်ရမှာဒါဆိုမတူတာစဉ်းစားမှရမှာဒါဆိုရင်ဆရာတို့ကဒီမှာက2နဲ့2နဲ့5နဲ့မြောက်ထားတာဆိုတော့ဒီရောက်ကဂိမ်းစဉ်းစားတဲ့အခါမှာလဲ2နဲ့2ခုခုနဲ့တူရမှာဆိုတော့2ကတူလို့မဖြစ်တော့ဘူးဆိုတော့ပါထားမှရမယ်5ထားမှရနောက်ပြီးတော့5ဖြစ်မှရမှာဒါကြောင့်မလို့ဆရာတို့ကဒီနေရာလေးမှာပါစဉ်းစားလိုက်မလဲ5ကို စဉ်းစားလိုက်မယ်ဒါဆိုဆရာတို့ကဒီမှာ5 multiply ဒီနှစ်ခုစဉ်းစားရင်5 multiply ဆရာတို့ကအပေါ်ကကောင်းတဲ့ဒီအောက်ဆုံးကကောင်းတဲ့ရှာလို့ရရင်လည်းပဲဆရာတို့ကဂိမ်းနှလုံးရှာရင်လည်းပဲဆရာတို့ကတစ်ချက်ကြည့်ရမှာဆိုတော့ဆရာတို့ကဒီပေါ်ကကောင်းတဲ့တစ်ခါစဉ်းစားရမယ်ဒီကောင်းလေးနဲ့ဒီအောက်ကကောင်းတဲ့ဂိမ်းနှလုံးရှာရင်လည်းပဲဆရာတို့ကဘာဖြစ်ရမလဲအဲတစ်ချက်ကြည့်တဲ့ကောင်ဖြစ်ရမှာဆိုတော့ဒီပေါ်ကဒီကောင်နဲ့ဒီကောင်နဲ့မှာဆရာတို့နှစ်နဲ့ငါးနဲ့ကဘုံမတူနေတော့ GCF ရှာရင်မရတော့ ါဆိုဆရာတော်ကဂျီဆရာရှာရင်ရဖို့အတွက်သူနဲ့ကလည်းတူမှဖြစ်ပါတော့ဒီမှာက3ကိုစဉ်းစားခဲ့တာဖြစ်တဲ့အတွက်ဆရာတော်ကဒီမှာပါကိုစဉ်းစားလိုက်မယ်3ကိုစဉ်းစားလိုက်ဒါကြောင့်မလို့ဆရာတော်ကဒီနေရာလေးမှာလည်း3ကိုစဉ်းစားလိုက်ဒါကြောင့်ဒီနေရာလေးမှာ3ဒါဆိုဆရာတော်ကငယ်စဉ်ကြီးလိုက်လေးစဉ်းစားလိုက်ရင်5 multiply 3လို့မရေးဘဲနဲ့ဒီနေရာလေးမှာ3 multiply 5လို့ရေးလိုက်မယ်။ဒါဆို3 multiply 5 ကဲဒါဆိုရင်ဆရာတို့ကဒီမှာဒီနှစ်ခုကိုဆရာမယ်ဆိုရင်3 5လीဆိုတော့ဘယ်လောက်ဖြစ်သွားမလဲ15ဒါဆိုရင်ဆရာတို့၄5ဖြစ်သွားပြီဒါဆိုဆရာတို့ကဒီနှစ်ခုဆရာဒီမှာဆင်းအောင်လေးနဲ့ပြထားတယ်ဟောဒီနှစ်ခုကို greater common factor ဆရာရဲ့ဒီမှာဆရာတို့ဗာနဲ့ဗာနဲ့လဲ final final ဒီ greater common factor ပုံပါနေတဲ့အတွက်သူတို့နှစ်ခုကိုကြည့်ဆရာဆရာရဲ့5ရတယ်ဒါဆိုရင်တစ်တစ်ကြီးတဲ့ဟာရသွားပြီဒါဆိုဟောဒီအပေါ်ကနှစ်ခု ဒီဟာဒီနှစ်ခုကိုရှာလိုက်ပြန်ရင်လဲဆရာတို့ကဘာဒီဘုံတူနေတာလဲ၃ဒီဘုံတူနေတာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ဒီ greater common factor ရှာရင်ဘာရလဲ3ရရတယ်ဒါကြောင့်မလို့ဘာတစ်ကြီးလဲတစ်ထစ်ကြီးဒီလိုစဉ်းစားရအောင်ဒါဆိုရင်ဆရာတို့ဒီတစ်ထစ်ကြီးရဲ့ greater common factor တစ်ထစ်ကြီးရဲ့ gain ၃လုံးဒီ6ရဲ့10ရဲ့15ရဲ့ဆိုပြီးဆရာတို့ဘာလုပ်လိုက်လဲစဉ်းစားလိုက်တယ်နောက်တစ်ခုကကြတော့ဆရာတို့ gain သုံးလုံးကတည်ဖြစ်ရမယ်တဲ့အဲ့ဒီ gain သုံးလုံးကိုဆရာတို့က greater common factor ရှာရင်လည်းပဲပါရရမယ်လေအခြေစရာရှာလို့ရှိရင်လည်းတည်ရရမယ်တည်ဖြစ်ရမယ်တည်ဖြစ်ဖို့ကလွယ်ပါတယ်ဆရာတို့ရတာတဲ့ဟောဒီ gain တွေကိုဘာနဲ့ပဲမျှောမျှောလဲတည်နဲ့ပဲမျှောပေးလိုက် gain သုံးလုံးစလုံးမှာဘုံတူဘောကတည်နဲ့ပဲမျှောပေးလိုက်ရင်ဆရာတို့ပါရပြီလေ greater common factor ဘုံတည်ရပြီပေါ့ဟုတ်ပြီเนาะဒါဆိုဆရာတို့ကဒီမှာသူပေးထားတဲ့ gain တွေနဲ့ 6ရက်10ရက်15ရက်ကိုတိုင်းမယ်ဆရာတော်ဒီမှာ2 multiply 3ဒီမှာ2 multiply 5ဒီမှာ3 multiply 5ဒီပုံမှာဆရာတို့ရှာထားပြီးသားကောင်းနေပြီပဲတင်းနဲ့မြောက်ပေးလိုက်ရင် greater common factor ရှာတဲ့အခါကျရင်ခင်ရအောင်ပုံတူရမှာဆိုတော့တက်တွေပုံတူတယ်ဒါဆိုသူတခြားခိုင်းနဲ့တက်ဖြစ်ရမယ်ဆိုတော့တက်ကဖြစ်အောင်လုပ်လို့ရတယ်လွယ်လေးပဲဒါဆိုဆရာတို့စမ်းစမ်းရင်စဉ်းစားရမှာဒီပါလေပဲ gain နှလုံးကိုဆရာတို့က greater common factor ရှာရင် တစ်ထစ်ကြီးရမယ်ဆိုတဲ့ဟာလေးပဲစဉ်းစားရတာဖြစ်တယ်။ဒါဆိုရင်ဆရာတို့တွေတစ်ထစ်ကြီးတဲ့ gain လေးတွေဘယ်လိုစဉ်းစားလိုက်လဲဆိုတော့တအားလို့တမျိုးနားလည်မယ်နော်။ဒါဆိုရင်တခြား gain တွေလည်းဖြစ်လို့မရဘူးလားဆိုတော့တအားလို့တမျိုးတွေတခြား gain တွေလည်းစဉ်းစားပြီးတော့ခြေလို့ရပါတယ်။တယောက်နဲ့တယောက်ကအဖြေမတူနိုင်ပါဘူး။မှန်ကန်နေဆိုရင်အဖြေကမှန်ပါတယ်။ဟုတ်ပြီနော်။တန်တဲ့တခြား gain တွေနဲ့လည်းစဉ်းစားလို့ရပါတယ်။ဒါဆိုဆရာအခုစဉ်းစားပြတာဒီတစ်ထစ်ကြီးရဲ့ gain လေးတွေနဲ့ဆရာတို့စဉ်းစားလိုက်တာ6ရက်30ရက်35ရက်ဒါအဲ့ဒီ6 30 35ပဲရောက်လာတာလည်းဖြစ်နေဦးမယ်။ တော့စဉ်းစားနည်းလေးတွေမှတ်တော့เนาะဟုတ်ပါပြီဒါဆိုဆရာတို့6 6ဆရာတို့ကဗာလဲ1 3 4 10 5 2 5 4 15က3 5 4အဲ့တော့မှဆရာတို့ကဂိမ်းနှစ်ခုစီတစ်ထည့်ကြည့်ရမယ်ပြောတဲ့အတွက်ဆရာတို့က6နဲ့10နဲ့ဝင်ရင်တော့ greater common factor GCF ရှာလိုက်တယ်သူတို့နှစ်ခုရော GCF ရှာလိုက်ရင်အဖြေဒီဗာလဲ1 2ပုံတူတယ်ဒါကြောင့်အဖြေဒီ GCF ဒီနေရမယ် ါကြောင့်ဆရာတို့ကနေနောက်တစ်ခါဆရာတို့က30နဲ့35နဲ့ greater common factor ရှာလိုက်တယ်30နဲ့35နဲ့ရှာရင်ဘာနဲ့ဘာနဲ့ပုံတူနေလဲ9နဲ့9နဲ့ဒီပုံတူတယ် greater common factor သူဒီဘာပြမလဲ5ကိန်းနှလုံးကိုကြည့်ဆရာရှာရင်ဆရာတို့ကတစ်ထစ်ကြည့်ရမယ်ဆိုတော့တစ်ထစ်ကြည့်ရယ်သူလည်းပဲတစ်ထစ်ကြည့်ရယ်သူလည်းပဲတစ်ထစ်ကြည့်ရယ်နောက်တစ်ခါဆရာတို့နောက်ဆုံး6နဲ့35နဲ့ကိန်းနှလုံးကို GCF ရှာရင်6နဲ့35နဲ့မှာကိန်းနှလုံး GCF ရှာရင်ဘာနဲ့ဘာနဲ့ပုံတူလဲ3 တနဲ့တနဲ့ဘောင်တူတယ်ဒါကြောင့်မလို့ greater common factor စီတသူဒီလည်းပဲပါထည့်ကြည့်လဲတဲ့ထည့်ကြည့်ရဲ့ဒါဆိုသူပြောတယ်ပထမတစ်ချက်တထည့်ကြည့်ရမယ်ဆိုတော့ချင်းနဲ့ညီပါပြီဒါဆိုနောက်တစ်ချက်ဂိမ်းသုံးလုံးကိုကြည့်စရာဖြာရင်ဝိုင်းရမယ်ဆိုတော့ခုနဆရာတို့စဉ်းစားသလိုတင်းနဲ့ပဲအကုန်လုံးကိုမြှောက်ပေးလိုက် greater common factor ရှာရင်ဆရာတို့က1နေဒီဂိမ်းအားလုံးမှာပါဖြစ်လဲဘောင်တူတယ်ဒါကြောင့်ဆရာတို့ဒီအဖြေဒီ1ဒါဆိုဆရာတို့မင်းကောင်းအဖြေထုတ်လို့ရပြီ သူပေးထားချက်ကူချလိုက်ပေါ့ဂိန်းနှလုံးရဲ့ကြီးဆုံးပုံစံခွဲခင်းသည်တစ်ဖြစ်ကြီး၍ဂိန်းသုံးလုံးရဲ့ကြီးဆုံးပုံစံခွဲခင်းသည်တစ်ဖြစ်သောဂိန်းသုံးလုံးညချင်းပါလို့ပါလေ6 35ပေါ့တခြားဂိန်းနေနဲ့စဉ်းစားရတယ်ဆိုရင်လည်းကိုစဉ်းစားထားတဲ့အဖြစ်သုံးခုရေးပေါ့ဒါဆိုရင်ဆရာတို့ဒီနံပါတ်5လေးတာဝန်သမီးတို့နားလည်မယ်နော်ဆရာတို့တွေဒီအခု greater common factor တာဝန်သမီးတို့ကြီးဆုံးပုံစံခွဲခင်းရှာတဲ့အခါမှာဘယ်လောက်ထိနားလည်လဲဆရာတို့တွေကိုသူကအဖြေတွေပေးထားပြီးတော့မင်းကွန်းတွေပြန်ပေးတာဖြစ်တယ် greater common factor အကြီးဆုံးပုံစံခွဲကိန်းကိုပေးထားပြီးတော့ဒါအဖြေတွေပေးထားပြီးတော့ဆရာတို့ကကိန်းဘယ်နဲ့ကိန်းမူလကိန်းလေးတွေကိုသူကပြန်မေးတာဖြစ်တယ်။ဒါလေးတွေပြန်ပြီးတော့အဖြေကနေမေးခွန်းကိုပြန်စင်စားတက်ရမှာဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုဆရာတို့နောက်ထပ်နံပါတ်6ဒီကကြတော့245နှစ်နဲ့တဆရာတို့က2029ကိုစားလိုက်ရင်အကျဉ်းကားရစီမီ။ဒါဆရာတို့တွေငငယ်တွေကတွက်လာတယ်ကွာ။အကျဉ်းဆိုတာဘာလုပ်တဲ့ကောင်ကြီးလဲ။အကျဉ်းဆိုတာပုံနေတဲ့ကောင်ကြီး။ဟုတ်ပြီနော်ဒီမန်ဂတာကစားခဲ့ ဒီကောင်လေးကဒီကိဒီကောင်ကဆာလက်အဲ့တော့ဒီအောင်မှာပုံနေတဲ့ကောင်ဒီဘာဖြစ်လဲအကျွင်းဖြစ်တယ်ဒီကောင်ဒီပုံနေတဲ့ကောင်အကျွင်းဖြစ်တယ်အဲ့ဒီမျိုးမုံတစ်ခုခုစားမယ်ကွာမုံ၅တုံးမှာတုံးပို့ခြင်းလဲဆိုတော့တုံးခြံထားမှရပါဘူးဟောပြီနော်ကွန်စားလိုက်ရင်တော့ဘလို့လို့ကြံနေတော့မှာဟောပြီနော်အဲ့တဘောပဲဒါဆိုရင်ဆရာတို့ကတုံးကြံစီခြင်းလဲဆိုရင်တော့ပကံထဲမှာထားရင်တော့စားမှာပဲလीဘေးကိုတသက်ဖယ်ထားလိုက်မှာတုံးကကြံနေမှာမုံရင်တော့ကွန်တွယ်ပြက်မှာဟောပြီနော်အခုလည်းအတိုင်းပဲဆရာတို့ကဒီမှာ ငါအကျွင်းကားရခြင်းနဲ့သူကပြောတာအကျွင်းကားရစီမဲ့အကြီးဆုံးစားကိန်းကိုမေးတာအကြီးဆုံးစားကိန်းကိုမေးတာစားကိန်းဆိုတာဒီကောင်ကိုမေးတာဟုတ်ပြီနော်ဒီကောင်ကဘလောက်လဲဒါဆိုဆရာတော်ကငါကိုဘာလို့ထားမရမလဲဖယ်ထားမရမယ်ဒါဆိုရင်တီကိန်းဖြစ်တဲ့ဟောဒီ2029ဒီဖြစ်တဲ့ဒီတီကိန်း2029တဲကနေဘလောက်ကိုနှုတ်ထားမရမလဲငါကိုနှုတ်ထားမရမယ်အဲ့တော့မှသူမေးထားတဲ့မေးခွန်းကိုဆရာတော်ကဖယ်ပြီးသားငါရစီမဲ့ကောင်ကိုရမှာဖြစ် ဒါကြောင့်မလို့ဆရာတို့တွေဒီသူပေးထားတဲ့245ဝက်ကျွန်းကားရဖို့ပြတ်မဲ့ဒီဂိမ်းကိုဆရာတို့စဉ်းစားတယ်ဒါကြောင့်ဒီဂိမ်း1029တည်းရပါဘူးနော်9ကို9ကိုဖယ်ထားလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့က1029တည်းရ9နှုတ်လိုက်မယ်ဟောဆရာက2ចောင်းတော့ရေးပြီးတော့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာ9ကိုဖယ်ထားလိုက်မယ်ဟုတ်ပြီနော်ပြီးသွားရင်ဆရာတို့ကဒီမှာဆိုလို့ရှိရင်245တည်းရလဲ9ကိုဖယ် 2029ထဲကလည်း9ဟုတ်ပဲအာ9တွေနှုတ်သွားပြန်ပြီဘာဖြစ်လို့နှုတ်တာတော့ဟုတ်ပြီနော်ဘာဖြစ်လို့နှုတ်တာတော့ပြန်နေပါအဲ့တော့ဒီမှာ1240ဖြစ်သွားမယ်နှုတ်လိုက်တော့140အဲ့တော့ဒီမှာနှုတ်လိုက်တော့ဆရာတို့ကဘယ်လောက်ဖြစ်သွားမလဲ9လုံးလိုက်တော့1024ဟုတ်ပြီနော်အဲ့တော့9တွေဘာဖြစ်လို့ဖယ်တာတော့အကျွင်း9ရခြင်းလို့နော်အကျွင်း9ရခြင်းတော့9ကိုဖယ်ထားလိုက်တာဟုတ်ပြီနော်ဒါကြောင့်မလို့ဆရာတို့က240ကိုစာခွဲကင်းခွဲလိုက်မယ်ကွာဆရာက ုဒ္ဓသနီလေးနဲ့စာမပြတော့ဘူးဆရာတို့ခွဲလိုက်ရင်မရမလဲနှစ်လေးတက်ရဲ့3ရင်5ရဲ့ multiply လောက်ရမယ်ဟုတ်ပြီနော်ပြီးသွားရင်ဆရာတို့2024လေးကတော့ဆရာတို့ဘာပဲနှစ်ချက်လဲဟိုရှေ့မှာတော့ကဆရာတို့လေလေ့လာခဲ့ပြီးသားထက်ကိန်းတွေထက်ညွှန်းတွေတော့ဟုတ်ပြီနော်အဲ့တော့2024စီဆရာတို့ကနှစ်ပြန်တက်လဲနှစ်ဆယ်တက်ဖြစ်တယ်အဲ့တော့မှဆရာတို့တွေဒီ အကြီးဆုံးစားကိန်းကိုလိုချင်တယ်ဒါဆိုရင်ဆရာတို့ greater common factor ရှာလိုက်ရင်ဘုံတူလာသည်နှစ်ဖြစ်တယ်ဒါကြောင့်ဆရာတို့တွေထန်ညုံငယ်တာယူတော့ဘာကိုယူရမလဲနှစ်၄ဓာတ်ကိုယူရမယ်အဲ့တော့မှဆရာတို့တွေဒီနှစ်၄ဓာတ်ဒီဘယ်လောက်လဲ16ရတယ်ဒါကြောင့်မလို့245နှစ်1029ကိုစားရင်အတွင်းကားရစီမယ်အကြီးဆုံးစားကိန်းဒီဘယ်လောက်လဲ16ဖြစ်တယ်အဲ့တော့အကြီးဆုံးလို့ပြောတာဖြစ်တဲ့အတွက် greater common factor ရှာပြီးမှာဟုတ်ပြီနော်ဒါကြောင့်မို့ဆရာတို့ဒီဘယ်လောက်ရလဲ16ရတယ် ဟုတ်ပြီเนาะဒါဆိုဒါတို့သမီးရောဘာဒီပုံစံလေးနံပါတ်6လေးရောနားလည်မယ်เนาะဟုတ်ပါပြီဒါဆိုဆရာတို့တွေပြန်ပြောရအောင်ဘာဒီမှာ245တဲ့ကနေဆရာတို့ကစာကိန်း245တဲ့ကနေ9ကိုဘာကြောင့်လောက်တာလဲသူဒီဆရာတို့ကအကျွင်း9ရာစီအကြီးဆုံးစာကိန်းလို့ပြောတာဖြစ်တဲ့အတွက်ဆရာတို့9ကိုဖယ်ထားမှာဖြစ်တဲ့ဒါကြောင့်ဆရာတို့ဘာလို့လဲ9ကိုလောက်တာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့တွေဒီသူပေးထားတဲ့ဒီကိန်းတွေကလည်းအတိုင်းပဲ အဲဒါဆရာတို့လေဒီဂိမ်းထဲကလည်းပဲဆရာတို့ကဘလောက်ကိုနှုတ်ရမှာလဲ9ကိုနှုတ်ရတာဖြစ်တယ်ဟုတ်ပြီเนาะဒါကြောင့်ဒီမှာဆရာတို့9ကိုနှုတ်တာဖြစ်တယ်ဟောဒါကစာဂိမ်းเนาะဟုတ်ပါပြီဒါဆိုရင်ဆရာတို့ဒါကနံပါတ်6ဟုတ်ပြီเนาะအဲ့တော့ဆရာတို့ဒီနေ့တွဲလိုက်တာဒီ၄5 6 3ပုတ်ပေါ့เนาะဒါဆိုရင်သားတို့သမီးတို့လေ့ကျင့်ခန်းထဲက၄5 6ပုံစံလေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ် တော့ဆရာတို့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအဲ့တော့ဆရာပြောနေကြစကားအတိုင်းစကားလက်ဆောင်လေးရှိပါတယ်ဒီနေ့ရဲ့စကားလက်ဆောင်လေးကပါလဲဆိုတော့ပညာမဲ့သူသည်ဘေးကိုမမြင်အစာကိုသာမြင်သည်ဟုတ်တယ်เนาะအဲ့တော့ပညာမဲ့တဲ့သူတွေကလောဘဒေါသနဲ့ဆရာတို့ကဘာလို့လဲအဲငားရဖို့ငားကြီးပွားဖို့ငားချမ်းသာဖို့ဆိုပြီးတော့ဆရာတို့ဒါကိုပဲမြင်တယ်ဟုတ်ပြီเนาะအဲကိုလှုပ်လိုက်တဲ့ကြီးပွားအောင်ချမ်းသာအောင်လှုပ်လိုက်တဲ့အလုပ်ကအကုသိုလ်လားအကုသိုလ်လား မကောင်းတာတွေပြုတ်ပြီးတော့ငါရနေရလားဆိုတာမစင်စားဘူးဟုတ်ပြီနော်အဲ့တော့အစာဦးပဲမြင်တယ်အဲဒုက္ခရောက်မဲ့ကိုဒုက္ခရောက်စေတဲ့အကြောင်းအရာတွေလုံးနေတာပါလားဆိုတာဆရာတော်ကလူတွေကမမြင်ကြဘူးပေါ့နော်ညာဒါကြောင့်မလို့ပညာမဲ့သူဒီဘေးကိုမမြင်အစာဦးပဲမြင်တယ်အဲ့တော့တာလို့သမီးတို့တွေဒီဆရာမိပါတို့ထက်တစ်ဆင့်မြင်အောင်ကြိုးစားနိုင်တယ်ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်